လာလီဂါဥက္ကဋ္ဌဒီဘက်စ်ကဘာစီလိုနာကစားသမားယမားအနေနဲ့ဘလွန်ဒီယိုဆုမရတာဟာအသက်အရွယ်ကြောင့်ဖြစ်တယ်လို့သုံးသပ်ပြောကြားခဲ့ပါတယ်။ယမဟာ2024ခုနှစ်အတွက်ဘလွန်ဒီယိုဆုရွေးချယ်ရမှာအဆင့်ရှစ်နေရာရရှိခဲ့ပြီး2025ခုနှစ်အတွက်ဘလွန်ဒီယိုဆုရွေးချယ်ရမှာတော့ဒုတိယနေရာရရှိခဲ့ပါတယ်။အသက်18နှစ်သာရှိသေးတဲ့ယမဟာအဲ့ဒီနှစ်နှစ်စလုံးအသက်21နှစ်အောက်လူငယ်ကစားသမားတွေကိုသာချီးမြှင့်တဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကိုပါထရော်ဖီကိုသာရရှိခဲ့ပါတယ်။ဒါကြောင့်ဒီဘက်စ်က ရမားသာအသက်23နှစ်အထက်ကစားသမားဆိုရင်ဘလွန်ဒီယောဆုကိုရရှိနေပါပြီ။သူတီးထက်ငယ်စဉ်ကလေးကသူတို့ကတခြားတစ်ခုကိုပါထရော်ဖီကိုပဲပေးခဲ့ပါတယ်လို့ပြောကြခဲ့ပါတယ်။တီဘတ်စ်ကရမားအနေနဲ့လက်ရှိခြေအဆင့်အတန်းအတိုင်းရှေ့ဆက်ခဲ့ရင်မဝေးတော့တဲ့အနာဂတ်မှာဘလွန်ဒီယောဆုကိုတေချာပေါက်ရရှိနိုင်မယ်လို့လည်းဆိုခဲ့ပါတယ်။ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာကတော့ဘလွန်ဒီယောဆုအတွက်ချန်ပီယံလိဖလားကအဆုံးဖြတ်ဖြစ်တယ်လို့ယုံကြည်နေကြောင်းသိရပါတယ်။